သူကဒီပင်နယ်သမုတ်တရာမှာရှိတဲ့အစိပ်ပြင်းတဲ့တရဝါရီတဲကမှတခုပေါ့နော်ကြောက်ဖို့ကောင်းတာဒီသူဒီဖြည့်စင်းမရှိဘူးပေါ့နော်အဲချက်ပြုတ်စားတောင်းရင်ဒီတခြားအပူချင်းဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိပ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးသူ့ရဲ့အစိပ်ကထူးခြားတာကအုံနောက်ကိုမရောက်ဘူးမာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုတ်ကောင်းကောင်းမလုံနိုင်တော့အဲ့တော့အသက်မရှူနိုင်တော့ဘူးနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တစ်ခုလုံးပြန်နှမ်းပြီးတော့ဖြစ်နိုင်တဲ့

အွန်လိုင်းပေါ်မှာဒီလူစိတ်ဝင်စားမှုများလာတဲ့ Blue Ray Autopass ပေါ့နော်အဲ့ဒါလေးကအစိတ်ရှိတယ်စားရင်အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ तू ကဖက်တဲ့တဲမှာတော့ဒီ South East Asia ပေါ့နော်အရှေ့တောင်အာရှကန်ယူတန်းတွေမှာ तू ကရှိပါတယ်သူ့ရဲ့တဘာဝကကြတော့ तू ကပုံမှန်အနေထားမှာဆိုရင်တော့ဟိုမတို့စားနေကြ ဟိုကင်းမွန်လို့ရေပွဲလို့လို့ခဲရအောင်မယ်သူကပုံးနေတတ်တယ်ကြောက်ကြိုကြောက်ကြားနေတယ်မှာဒါပေမဲ့ဘယ်လိုအချိန်မျိုးမှာထွက်လာလဲဆိုတော့ညဘက်လို့အချိန်မျိုးမှာပို့ပြီးတော့အပြင်ထွက်လာတာမျိုးရှိရဲအဲ့လိုအခါမျိုးပြင်ထွက်လာပြီနောက်တစ်ခါကျတော့သူ့ကိုသွားပြီးတော့ထိတိလိုက်တာမျိုးဆိုရင်သူကအဲ့အပြာရောင်ကထင်းကနေပေါ်လာပါတော့ဟို Google မှာရှာကြည့်ကြည့်အပြာရောင် ring နေထင်းနေရပဲရောင်စုံလေးနေတွေ့ရတာပုံမှန်အားဖြင့်ကကျတော့ခဲရောင်လေးလို့ဖြစ်နေတတ်တဲ့အတွက်ကိုစားနေကြဟိုင်းနဲ့မသိဘူးရောပြီးတော့ပါလာနိုင်တယ်သိဖို့မလွယ်ဘူးမကြိုက်တယ်ဆိုတာက ဒီတိုင်းနေရင်တော့မကြိုက်မတော်တဆများကိုကရေကူးရင်းနဲ့ဒီ blue line auto bus များတွေ့ခင်သွားမထိမိနဲ့ပေါ့နော်မထိရင်ဘာမှမဖြစ်ဘူးဟိုဟာလိုပဲမိဖို့ခေါင်လိုပဲပေါ့နော်သွားမထိရင်ကိစ္စမရှိသွားထိလိုက်တော့မှသူ့ရဲ့ဒီတရေကလန်းထဲမှာရှိရဲ့ဒီအစိတ်ပေါ့နော် TDX ပေါ့နော် tattoo toxin လို့ခေါ်တဲ့အစိတ်အဲ့အစိတ်ကလေးထုတ်ပြီးတော့အနေရရှိစေရပါပေါ့နော်အဲ့တော့ဒီအစိတ်ကကြတော့1 mg ပေါ့1 mg ဆိုအင်မတန်မှသေးနေအဲနဲ့အင်မတန်မှနည်းအနည်းငယ်ပမာဏအနေနဲ့လူတို့အသက်သေးစေနိုင်တယ်သူကဒီပင်တဲ့သမုတ်တရားမှာရှိတဲ့ အဲအစိပ်ပြင်းတဲ့တံဝါးကြီးတဲကမှတစ်ခုပေါ့နော်အပိုတန့်အဖြစ်ဆုံးအပြင်းထန်ဆုံးအစိပ်ပေါ့ပြီးတော့နောက်တစ်ခုကကြောက်ဖို့ကောင်းတာဒီသူဒီဖြည်စင်းမရှိဘူးပေါ့နော်မွေကြိုက်ခံရလို့ဘာလို့ဆိုရင်မွေစိတ်ဖြည်စင်းရပါရှိသေးတယ်ဒီ blue ring auto pass မှာကြတော့ အဖြစ်စိတ်ပြေစီမရှိပါဘူးအဓိကတော့ကွာဆိုပါဆိုဒီပင်လေလုံသားတွေဟိုကြောက်ကြောက်ကြားတွေကိုတွားတဲ့ခါကျရင်လည်းသတိထားပြီးပေါ့တော့ကြောက်ကြောက်ကြားမှာပုံနေတက်တာဟုတ်အဲ့လိုဂျားလေးတွေထဲမှာမှဒီအကောင်ဒီလိုမျိုးအကောင်လေးတွေထွက်လာတယ်တွေ့တယ်ဆိုရင်အဲရေပွဲဟုတ်လားမဟုတ်လားဆိုတာတေးကြလားမတေးကြလားကိုမသိခင်မထိရအကောင်ဆုံးပဲเนาะဒီပုံမှန်စားနေကြကင်းမွန်နေရေပွဲတွေလည်းဖြစ်နိုင်တယ်လို့ blue ring autobus လည်းဖြစ်နေနိုင်တယ်သူကတွားထိတော့မှသာ provoke ဖြစ်ပြီးတော့အပြောင်လေးပြောင်းပြီးတော့ ကြိုက်တာမျိုးဖြစ်တတ်တဲ့အတွက်သွားမအကောင်းဆုံးကတော့ပင်လယ်ထဲသွားလို့မြည်သည့်အခြေတော်မှာဆိုတွေ့တယ်ဆိုရင်အစိတ်ရှိချင်မရှိချင်ကကိုယ်ကကြည့်အောင်နဲ့မသိနိုင်တာဖြစ်တဲ့အတွက်သွားမထိတွေ့ဖို့အဲအဲ့ဒါလေးကိုတော့အကြံပေးချင်ပါတယ်အခုနောက်ပြောသလိုပဲအရှိတောင်အရှာကဲဦးတဲ့အကုန်လုံးမှာရှိတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကဲဦးတဲ့နေမှာလည်းရှိနိုင်တယ်အင်းစိန်ဘက်မှာလည်းမဟုတ်ဘူးဟိုဘုဒ္ဓဘက်မှာလည်းရှိရင်ရှိနေနိုင်တယ်ဗောမြည်သည့်နေရာမှာမဆိုရှိကောင်းရှိနေနိုင်ပါတယ်ဆိုတော့ဒါကြီးကျတော့ ဟိုသိဖို့မလွယ်ဘူးပညာရှင်တွေကလွယ်လို့ပေါ့နော်ဒီရေတော်ဟာရေမျိုးစိတ်တွေနဲ့ပတ်သက်တဲ့ပညာရှင်တွေကလွယ်လို့မားတို့လိုတာမန်လူတွေကသိဖို့မလွယ်ဘူးပါဘူးအဲ့တော့ကိုက အာတန်တရားရှိတဲ့စိုးရိမ်နေဆိုရင်ဒီဟာဒီအစားအသောက်တွေကိုရှောင်တာအကောင်းဆုံးပဲနောက်တစ်ခုကကျတော့တချို့တွေပြောရဲအဲချက်ပြုတ်စားတောင်းရင်ဒီတေချာအပူစင်ဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိတ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးဟိုတမရီချာဘလောက်နဲ့ပဲချက်ချက်ဒီတေချာမဖြစ်ဘူးเนาะဒီနေချာဆိုတာဒီအစိတ်ထဲမှာပါရပရိုတင်းတွေဓာတ်ပြည့်သွားတာမျိုးလုံးဝမဖြစ်ပါဘူးအဲအားကြောင့်မလို့အဲကိုကစားလိုက်လို့ဘာမှမဖြစ်ဘူးငါတို့ကတော့ချက်လိုက်တာပဲဆိုတော့အဲဘလူးနဲ့အော်တိုပတ်မဟုတ်လို့ပါเนาะဘလူးနဲ့အော်တိုပတ်ကတော့ချက်လဲသူ့အစိတ်ကပြင်းပါတယ် သူကစားလိုက်တာနဲ့10မိနစ်အဲ9မိနစ်15မိနစ်အတွင်းမှာဒီသူ့အစိတ်ကခန္ဓာကိုယ်မှာဒီလက္ခဏာတွေစတင်ပြီးတော့ပြတ်သားပဲဖြစ်ပါတယ်။ရှင်းချင်းတော့မသိဘူး။အမကိုက်ခံရတယ်ဆိုရင်လည်းသူကကိုက်ခံရတယ်တသီးလေးသူကတသီးလေးဖြစ်တဲ့တူကိုကိုကိုက်ခံရမှန်းတော့မသိနိုင်တာဖြစ်နိုင်တယ်။ပြီးစားလိုက်တဲ့အချိန်မှာဆိုလေ9မိနစ်10မိနစ်15မိနစ်လောက်ကြာမှစပြီးဖြစ်လာတာဖြစ်တဲ့အတွက်အဲအစပိုင်းလေးမှာစစားပြီးချင်းမသိသေးဘူး။အဲ့တော့သူ့လက္ခဏာကသူကနိုင်ရွက်အတွင်းသူကအသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ အစိတ်က action က muscle ကို paralysis ရစေတာ paralysis ဆိုတာ muscle weakness ပေါ့ကြွက်သားတွေကအာရော့သွားရုပ်ရော့သွားတာအစာပိုင်းလေးကတော့သူကဘယ်လိုပြောမလဲအဲ့ကိုက်ခံရတဲ့နေရာဆိုရင်အဲ့နာမှာပူလာမှာမိဖို့ကောင်းလို့မျိုးပဲ burning feeling မျိုးရတာမျိုးရှိရယ်ကိုက်ခံရတာမဟုတ်ဘူးစားမိတာမျိုးဗာမျိုးဆိုရင်ကြတော့ဒီဒီလို sensation တော့မရဘူးပေါ့ခေါင်းမူးတလိုလိုပြို့တလိုလို engine တလိုလိုအဲ့လိုမျိုးလေးတွေဖြစ်လာမယ်အဲတိတာထင်ရှားတာဟုတ်နော်ပြောတယ် muscle weakness ပေါ့နော်သူကသူ့ရဲ့အစိတ်ကထူးခြားတာကအုံနောက်ကိုမရောက်ဘူး မာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုတ်ကောင်းကောင်းမလုတ်နိုင်တော့အဲ့တော့အသက်မရှူနိုင်တော့အသက်မရှူနိုင်တော့ဘူးပြီးလူကမလုတ်ရှားနိုင်တော့အဲ့ခါအဲ့ခါမှာလူကတိနေတယ်အစိတ်အစိတ်တက်တယ်ဆိုတာတိနေပေမဲ့မလုတ်နိုင်တော့ဘူးမပြောနိုင်စကားလည်းမပြောနိုင်တော့ဘူးเนาะပြို့တာအန်နာရီတော့ရှိရယ်စကားတော့ तू မပြောနိုင်တော့ဘူးအဲ့တော့ အသက်မရှူနိုင်လို့တော့ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာအဓိကလိုအပ်တဲ့အောက်ဆီဂျင်မရောက်တော့ဘူး။မအောက်ဆီဂျင်မရောက်တော့ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့လူကချက်ချင်းပဲပြာနှမ်းတက်လာအောင်နော်ချက်ချင်းချက်ချင်းဝင်တည်တာဒီကိုယ်လုံးအောက်ဆီဂျင်ဆပ်ပလိုက်လုံးဝရပ်သွားပြာနှမ်းတက်လာမယ်။မလုံးနိုင်မရှာနိုင်ဘူး။အဲ့ဒီအချိန်မှာအောက်ဆီဂျင်ပေးနိုင်မယ်ဆိုရင်ဒီလိုအပ်အသက်ရှင်နိုင်မယ်။တည်လား။ဆက်တကယ်လို့ ဟိုအရေးပေါ်အခြေအနေမှာဆိုရင် CPR ပေါ့နော်အမအရင်ကတည်းကအင်တာဗျူးမှာလည်းပြောဘူးလေ cardio pulmonary resuscitation အရေးပေါ်အသက်ကင်းနေပေါ့နော် oxygen ပေးနိုင်နေဆိုရင်တော့ဒီလိုချက်ချင်းမသေးသေးဘူးနော်သူက oxygen က brain ကို oxygen မရောက်တော့ဘူးနှလုံးက oxygen မရောက်တော့ဘူးဆိုရင်ဒါကြီးအကုန်လုံးထိသွားမှာပဲအဓိကတော့ respiratory muscle paralysis ရပြီးတော့အသက်ဆုံးရှုံးတာအဲနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တကူလုံးပြန်လှန်ပြီးတော့ဖြစ်နိုင်တဲ့ ကြောက်ရတယ်ပေါ့နော်သူက medical emergency လို့ခေါ်တာပေါ့ medical emergency case ဖြစ်ပါတယ်အရေးပေါ့အခြေအနေပေါ့စီးပူကြိုက်တဲ့သူတွေအတွက်ကတော့ဟို blue ring auto bus ကိုစိတ်ပူတယ်ဆိုရင်တော့အဲ့အဲ့နဲ့ပတ်သက်တဲ့ဟာကြီးလုံးဝမစားတာတော့အကောင်ဆုံးပဲပေါ့နော်စိတ်ပူတတ်ရင်ပြောတာစိတ်မပူဘူးလူဆိုတာတနေ့တရားမှာပဲပေါ့နော်တရားရှိတုန်းတော့စားမှာပဲဆိုရင်တော့လေသတိပြုပြီးတော့နည်းနည်းလေးစားစင်ကျင်ပါပေါ့နောက်တစ်ခုက blue ring auto bus ကခုနပြောလို့ပေါ့တွေ့ရတာခဲပါတယ်နော်ကဘာပေါ်မှာတောင်လေး blue ring auto bus နဲ့ကြောင်းအသက်တည်ဆုံးွားတာ ၃ယောက်ပဲရှိသေးတယ်လို့ဖတ်ရတယ်ဒါကတော့သူ report ရပါတော့တကယ်လို့ report မလုပ်ထားတဲ့ဟာကြီးလည်းရှိရှိနေတိုင်းမပြောတတ်ဘူးပေါ့เนาะအဲ့တော့အတက်ကိုညံဆောင်တယ်ဆိုတာဖြစ်တဲ့အတွက်ကိုကဟိုဟိုသတိဝရိယလေးနဲ့ဂယူးဆိုင်ပြီးတော့စင်ကျင်တာလည်းကောင်းတယ်ဒါပေမဲ့ blue link autobus မဟုတ်ပဲနဲ့လည်းတခြားသော seafood တွေကလည်းဟို အခြားသောကျန်းမာရေးကိစ္စတွေဖြစ်နိုင်တယ်ဒီနော်အထူးသဖြင့်တချို့ဆိုရင် seafood allergy သမားတွေရှိရယ် seafood allergy သမားတွေဓာတ်မတည့်တာမျိုးတွေ seafood စားလိုက်တာနဲ့ပုံစံလေးစားလိုက်တာနဲ့တခိုးလုံးအပိမ့်ပိမ့်တွေထွက်လာတယ်ရားနာပြီးတော့တခိုးလုံးရားပြီးတော့မနေနိုင်မထိုင်နိုင်အောင် ဖြစ်တယ်အဖြစ်အများဆုံးကတော့ချောင်းသားတွေငွေဆောင်တွေသွားပြီးဆိုရင် one shot တယ် အန်နေပေါ့နော်အဲ့လိုခါမျိုးဖြစ်တယ်အဲ့တော့ one shot တွေအန်နေဆိုတဲ့နေရာမှာဒါလမ်းကြုံလို့ပြောပြရပါအဲ့တော့ see user လို့ one ပိတ်တယ်ဆိုရင် one one shot တွေအဲ့ဒါကို one base တွေမတောက်စေချင်ပါဘူးပေါ့နော်အဲ့တော့ see food မှာပါတဲ့ data တစ်ခုခုနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ data နဲ့မတည့်မတည့်တဲ့အခါမှာခန္ဓာကိုယ်ကဒါတွေကိုစွန့်ပစ်တာစွန့်ပစ်တာဖြစ်တဲ့အတွက်သူကရေလောင်းချတဲ့သဘောမျိုးပေါ့နော် one နေတယ်လို့ဟောသွားတာအဲ့တော့အဲ့ဒါကိုယ်က one ပိတ်လိုက်ပိတ်စေတောက်လိုက်မယ်ဆိုရင် one ရောက်သွားရင်ဘာဖြစ်မလဲဆိုတော့ဒီအစိတ်တောက်တရားခန္ဓာကိုယ်ကမထွက်နဲ့ပိတ်နေနေနိုင်တယ်နော်အဲ့တော့ one base တောက်ဖို့ကိုတော့ ဟိုအကြံမပေးပါဘူးအဲ့ဒီစားဆုံးရှုံးသွားတဲ့ရေနဲ့စားတဲ့တကူပြန်ဖြည့် က်စားရင်များများတောက်အုံးရည်တောက်နော်အစာကိုအဟာရရှိနေပူပူနွေးနွေးချက်ပြုတ်ပြင်ဆင်ထားတဲ့ထမင်းပူပူလေးကြက်သားပူပူလေးအဲ့လိုမျိုးလေးစားပြီးတော့ပြန်ပြီးရိကာပါလောက်ပါဝမ်းသွားလို့ဝမ်းလျှောလို့ဆိုပြီးတော့လေပိုးသက်ဆိုကိုယ့်သဘောနဲ့ကိုယ်မတောက်ပါနဲ့ကိုကဘာဟိုဝမ်းကိုက်ဝမ်းလျှောတာဘာပိုးကြောင့်ဖြစ်တာလဲဆိုပေါ်မူတည်ပြီးတောက်ရတဲ့ပိုးသက်စီတွေကလည်းကွာသေးတာဖြစ်တဲ့အတွက်ပိုးသက်စီတွေကိုအမြဲတမ်းဆရာဝန်ညွှန်ကြားချက်ရှိမှတောက်ပါဒီလိုမျိုးအဲကန်းချီသွားမယ်စီဖူတွေပါတယ်စားမယ်ဆိုရင်ကိုကအမြဲတမ်း တောက်ရမယ့်ဆေးလေးတွေ ready stand by ပေါ့နော်အဲ့အဲ့လေးတွေပြင်ဆင်ထားပါဒါဒါဒီအရေးပေါ်အရှင်းဒီမဖြစ်ဝါနိုင်ဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ one shot ကအင်မတန်များတယ်ဆိုရင် shock ဝင်ပြီးတော့အသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်လာနိုင်တဲ့အတွက်စင်ကြကြပါ၊ကူးဆိုင်ကြပါပေါ့ရှင်